ကဒီတယောက်ကတော့သူ့ကိုသူဆေးရချေးဆိုပြီးတော့ဗယံမကလေးခဏငါထွက်ထွက်ပြောတယ်သူ့အတူဗယံမကပြောတာအကြောင်းမဟုတ်ဘူးเนาะကျွန်တော်ဗီဒီယိုဖိုင်ယူယူပြီးတော့လိုတဲ့နေရာလေးကွက်ကြပြီးသူပြောချင်တာလေးစွပြောเนาะအဲ့ဒါနဲ့သူ့ကိုကျွန်တော်ကတနာရတဲ့နာမည်ပေးလိုက်တယ်ဆေးရလက်ထဲတို့เนาะအဲ့တော့ဆေးရလက်ထဲဆိုတဲ့ဘွဲရပြီးတဲ့ကသူကအာတူတူပါပတာတနာပြုတ်ပါကြီးဆိုတဲ့မတိပါဘူးပြောနေတယ်ကကြောင်ကြောင်ကြောင်နေပြာជីវ៉ាမကြီးជីវ៉ាជីវ៉ាမကြီးဖြစ်တဲ့အာနာသိမ့်တာကအခု2025ဖြစ်ပြီဒီနေ့ချိန်ဒီတိုင်းပြည်အာနာကိုမရတဲ့ တမ်းနေပါရှိနေရရှင်လုံးမိဘပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါညီလေးမောင်စီအပါဝင်မောင်စီရဲ့မိဘများကိုနော်မချက်မနစ်သက်တော်သူတွေကခွေးလို့ခေါ်ရင်ချက်မလားဆိုတဲ့ beautiful ညီလေးမောင်စီကိုလည်းတွေ့ပြီးတော့နော်စိတ်သွားတာတွေ့ရတယ်ညီလေးမောင်စီမြမတက်မတော်သားတွေကိုနောက်ပိုင်းမှာစခွေးလို့ထပ်ပြီးမခေါ်တော့ဘူးလို့ကျွန်တော်ဆက်ချင်ပြောလင်းပါတယ်နော်ဟမ်ခွေးလို့လို့ရှိရင်ခွေးလို့ခေါ်တာတိမှာဗောငါမိဘတွေက အများပြည်သူပေါ်ခွေးချင်းခွေးချံသွားကြံလို့အများပြည်သူက ခွေးမျိုးလို့ပြောရင်ခံမှာပဲနော်အဲငါမိဘတွေသွားမလို့ပဲနဲ့ဘာလို့မှပြောမှာမဟုတ်ဘူးဟုတ်တယ်နော်ရှင်းရှင်းလေးပဲလက်ရှိမြန်မာပြည်မှာလူတွေအများကြီးရှိတယ်ဘာလို့ပေါ်မှာခွေးလို့လိုက်မခေါ်ဘူးစစ်သားတွေကိုဘာဖြစ်လို့စစ်ခွေးခေါ်တာလဲဒီနေ့ခေတ်မှာခွေးတွေလို့ပြောလိုက်ကြည့်မင်းမယုံလို့ရှိရင်ကလထစ်ကောင်ရဲ့နော်မင်းကပြောမယ်ကိုစီခေါ်တော့ခွေးဖြစ်တာလားသူတို့ခွေးစားခင်းတို့ခွေးဖြစ်တာလားဆိုတော့မင်းရဲ့ Facebook အကောင့်မှာ မင်းတင်လိုက်နော်မင်းတင်လိုက်မြမပြီမှာခွေးလို့ခေါ်ရင်ဘသူတွေမြင်အောင်လဲဟဲ့လို့စာရင်းရေးပြီးတင်လိုက်ကိုမင်းဘယ်အကောက်မှာတင်ထားလဲဆိုတော့ချက်ကြော်ညာပေးနော်ငါတို့ကအဲ့အကောက်မှာဝိုင်းကြော်ညာပေးတယ်နော်အဲ့တော့ပြည်သူတွေအမှဘာလာရင်းနဲ့မစောက်ကြည့်ဟမ်လက်ရှိစစ်တပ်ထဲမှာစစ်သားကောင်းတွေလည်းရှိပါချို့တွေစစ်သားတွေဆိုတော့မိဘဆွေမျိုးကိစ္စနဲ့ခွန်းကပြောမလူတာမလွတ်တာလို့ဒီမတရားပြုတ်ကျင့်နေမှတည့်ရတဲ့ ်ကျိတ်မိတ်ပြီးနေရတဲ့စစ်သားတွေအများကြီးရှိတယ်။သူတို့တွေကအပေါ်ကအမိတ်ပေးတာတောင်မှအောက်ခြေမှာအဲ့ဒီအမိတ်နှစ်ခုချားမှာအစင်ပြေအောင်လို့ပြည်သူပေါ်အတက်နိုင်ဆုံးမဟုတ်တာမလုပ်မိအောင်နေတယ်။မတရားတဲ့အမိတ်ဆိုရင်အောက်မှာအတက်မဝင်အောင်လိုက်လုပ်ပေးတယ်။အပေါ်နဲ့အောက်ချားမှာသူတို့တော်တော်ဒုက္ခရောက်တယ်။အဲ့လိုလူမျိုးတွေကတော့စစ်သားတွေနော်ဒီမှာဒီမှာစစ်သားကောင်းတွေရှိပါသေးတယ်။ဒါပေမဲ့ရက်ွက်ထဲတော့မီးရှို့တွေ့တဲ့အခုဟိုနေ့ရဆိုမှကြည့် လင်မယားနှစ်အလူလုံးကိုသွားတာပတ်စံထုပ်လေးနဲ့ဆိုင်ကလေးနဲ့နှစ်အောင်လုံးဖမ်းထုတ်ပြီးမယားလောက်တဲ့လူကိုလေရှင်းမှာအခါခါမတိုင်းကျင်တယ်ဟမ်လေလောက်တဲ့လူဒါသေးကပြစ်တက်ခံနေတော့မယ်မူးနေတဲ့ကောင်လက်ထဲကနေထွက်ပြေးလာလို့ဗန်နေကြတော့မင်းတို့ပစပောက်တွေမပေါ်တော့ဘူးဟုတ်တယ်မလားဟမ်ကစင်းသားကြီးမင်းမင်းအခုဆေးရောင်လက်ဖြစ်မင်းလည်းမိမရှိတယ်မလားမင်းမိမကိုကမင်းအရှင်းမမင်းကိုပါရင်နားရိုက်ပြီးတော့လက်ကညှိုးတုတ်ထားမယ်မင်းမိမကိုမင်းအရှင်းမကြုံးပြမယ်မင်းခံစားနိုင်လား ဟမ်ခံစားနိုင်လားလို့အေးမခံစားနိုင်ဘူးမလားမခံစားနိုင်အဲ့ကောင်တွေခွေးလို့ခေါ်တာနေရများလားဟမ်တူလင်ကိုယ်တိုင်ပြောတာလားနော်ဒိသိန်းပြောတာမဟုတ်ဘူးနော်ကြည့်အေးအဲ့လားပဲအဲ့တော့မင်းတို့စစ်ခွေးလို့ခေါ်တာဘာဖြစ်လို့ခေါ်တာလဲခေါ်တဲ့လူကိုအပြစ်လားမတင်နဲ့မင်းတို့ရဲ့ဘောကအဲ့ဒါပဲငါတို့အားပေးထောက်ခံတဲ့တပ်မတော်ကိုဒီကောင်တွေဘာဖြစ်လို့စစ်ခွေးလို့ခေါ်တာလဲဘာဖြစ်လို့ဒီကောင်တွေပြည်သူတွေမုန်းကြတာလဲနော် မြန်မာပြည်မှာစစ်တပ်ကိုပြည်သူမုန်းတယ်ဟုတ်လားမဟုတ်ဘူးလားပြည်သူဆိုတဲ့နေရာမှာနဲလို့အများကြီးတုံးရတယ်နော်မြန်မာနိုင်ငံပြည်သူအများစုတီလက်ရှိမင်းအောင်နိုင်ခေါင်းဆောင်နေတဲ့စစ်တပ်ကိုမုန်းတယ်ဆိုတာမှားလားမှန်လားမုန်းတယ်လေအဲမုန်းတယ်ဆိုရင်မင်းတို့တီးရမင်းတို့စစ်တပ်ကိုတကယ်ချစ်တယ်ဆိုရင်ဘာဖြစ်လို့ပြည်သူအများစုကငါတို့စစ်တပ်မတော်မုန်းရတာလဲဘာဖြစ်လို့မကြိုက်ကြတာလဲဘာဖြစ်လို့ငါတို့စစ်သားတွေကိုစစ်ခွေးလို့ခေါ်ရတာလဲဒါကိုစဉ်းစားမှပညာရှိတဲ့လူဆိုအဲ့လိုစဉ်းစားတဲ့ အပညာမဲ့ကြတော့ဟင်ငါတို့စစ်တပ်စစ်ကွေးလမ်းခေါ်တဲ့မင်းဒီထဲမှာမလို့မင်းအပြီဘက်မှာမလို့နော်ဒီထဲမှာဆိုမင်းဖမ်းလိုက်ပါလို့ဟာပညာမဲ့နဲ့ပညာရှိအဲ့လိုပွားပါလေပညာရှိကြတော့ဒီကောင်တွေဘာဖြစ်လို့ငါတို့တပ်မတော်သားတွေကိုစစ်ကွေးလို့ခေါ်တာလဲကွာဘာဖြစ်လို့သူတို့တွေမုန်းနေကြတာလဲလူတွေကအချောက်တိုက်ကြီးတော့တယောက်နဲ့တယောက်မမုန်းပါဘူးမုန်းတယ်ဆိုတဲ့သူတို့ကမုန်းတဲ့အဆင့်တော့မဟုတ်ယွန်းတဲ့အဆင့်ဖြစ်နေတာတွေးရတော့ဩငါတို့တပ်မတော်ဘယ်နေရာအားနည်းချက်တွေရှိလဲ ဘယ်နေရာမှာလွဲမနေတာရှိလဲဟာဒါတွေကတော့ပြင်ပေးတင်တယ်တဲ့ပေးတင်အဲပညာရှိတဲ့အသွေးသမားဆိုအဲ့လိုတွေးတယ်မင်းတို့တော့ပညာမဲ့တဲ့ကောင်ကငါတို့ဘက်ဘာမှမပြောနဲ့ငါတို့ဘက်မှန်တယ်ဟမ်အခုတော့ပြတော်လိုင်းဘက်ချမ်းမှလဲလေကျွန်တော်အကောင်ပြောတာပောက်ပန်း၄၀ပြောတဲ့လူရှိရပဲကျွန်တော်အားမပေးဘူးဘာဖြစ်လို့လဲနေ့ညညမှာကျွန်တော်ပြောခွင့်နာမည်ကြီးတယောက်ပါနော်ကျွန်တော်နာမည်တော့မပြောချင်ဘူးကျွန်တော်တို့ဘက်ကဘယံမထားဘူးမဟုတ်တာတွေပြောတယ်ကျွန်တော်မကြိုက်ဘူးကျွန်တော်နော်ကျွန်တော်တို့က ဒီဘာဖြစ်လို့မအေလို့နေလို့ပြောပြီးတော်လန်းနေတာလဲအဲ့လိုကလိန်ကကြည့်မောက်ကဟုတ်ကဗယံပဓာတွေပြောလို့ကျွန်တော်တို့ကိုယ်တိုင်ရေရှင်လုပ်ပြီးပြောနေတာအဲ့တော့ကျွန်တော်တို့ဘက်ကလူတွေကအဲ့လိုမဟုတ်တာပြောလာတယ်အတူတူပဲအဟိုင်နဲ့ဟမ်ဒီခွေးကိုတော်လန်းနေတာခွေးချင်းခွေးချင်းကြံလိုက်ကိုယ့်ဘက်ကလူတွေခွေးဖြစ်လို့ရတာပဲနော်ရှင်းရှင်းလေးအဲ့တော့စစ်ခွေးဆိုတဲ့သဘောတဘာဝကဘာကြောက်ခေါ်တာလဲစစ်သားဆိုတဲ့သဘောတဘာဝကဘာကြောက်ခေါ်တာလဲနော်လက်ထက်ကောင်လေးမင်းမတည်ဘူးမလားမတည်လက်လားနော်

2021ရအနာတရ2025ရနေအာနာမရတယ်ဟုတ်ပြောထားရမှာမှန်တယ်တင်သမရရှီချင်းပင်ကဖိတ်လိုက်ရုရှားသမရပူတင်ကဖိတ်လိုက်နော်အထိုင်းကဝန်ကြီးချုပ်ကဖိတ်လိုက်တခြားနိုင်ငံတွေကဖိတ်လိုက်နော်ဘယ်ဘယ်နိုင်ငံဘယ်နိုင်ငံဖိတ်တယ်တခြားနိုင်ငံဘယ်နိုင်ငံဖိတ်တယ်ဟမ်ထိုင်းဝန်ကြီးချုပ်ဖိတ်တယ်တော့ဘယ်လိုပြစ်တာတက်သွားတယ်ဟမ်နောက်ဒုတိယခေါက်မှာဘယ်လိုပုံစံနေလိုက်ကလဲဘယ်လိုပုံစံလက်ခံလိုက်ကလဲမင်းစောင့်ချက်မရှိတာလားဟမ်ဒုတိယခေါက်မှာမင်းအောင်လာရဘယ်လိုပုံစံထိုင်းရောက်လာရတယ်ကုတ်ထောင်းထောင်းနဲ့လီဟိုလမ်းတွေမှာ ရေထမ်းရောက်နဲ့ကလားရောက်နဲ့ဟမ်ဘယ်လိုပုံစံလာလဲမင်းအောင်လိုင်ဒုတိယခေါက်မှာတရုတ်ကဖိတ်တယ်ရုရှားဖိတ်တယ်မင်းအောင်လိုင်ဖို့လို့တရုတ်ကရုရှားဖိတ်တာလားအာနာတိန်းထားတဲ့စစ်ကောင်းဆောင်ဖို့လို့ဖိတ်တာလားဒိဗေနှစ်ခုမတူဘူးနော်မယုံလို့ရှိရင်မင်းအောင်လိုင်ကိုလေနေရာမှာလေအဲဇေးချင်းခွေးကြီးကိုလေမင်းအောင်လိုင်ရဲ့ကာချုပ်အင်ဂျီဝစ်ပေးထားကြည့်ပြီးလို့ရှိရင်ဒါကျွန်တော်တို့တတ်မတော်ကနေခေါင်းဆောင်ပါ သူကကျွန်တော်တို့တက်မတော်ခေါင်းဆောင်မှာကျွန်တော်တို့အာနာသိမ်းထားတဲ့တက်မတော်ခေါင်းဆောင်မှာလို့ပြောကြည့်မင်းအဲ့ရုရှားနဲ့တရုတ်ကအဲ့ဒီခွေးကြီးကိုလေဖိတ်ပေးလိုက်တယ်နားမပူနဲ့သိလားအဲ့တော့ရုရှားနဲ့တရုတ်ကမင်းအောင်နိုင်ဆိုတဲ့ပုပ်ကိုနာမည်တန်မိုးရှိလို့လူရတွင်းတာမဟုတ်ဘူးသိလားဒီတိုင်းပြည်ကိုအာနာသိမ်းထားတဲ့ကောင်သူတို့ဘာခိုင်းခိုင်းရတဲ့ကောင်မျိုးမို့လို့လူရတွင်းတာရှင်းလားအခုမင်းအောင်နိုင်ပြီနောက်တစ်ကောင်ထပ်တက်လာနောက်တစ်ကောင်ထပ်လူရတွင်းမှာပဲ ဒါရှင်းရှင်းလေးတို့ကဒီမိုကရေစီကိုစန့်ကျင်နေတဲ့ကွန်မြူနတီတိုင်းပြည်တွေလေဒီမိုကရေစီနဲ့စန့်ကျင်ပဲခေါင်းဆောင်ဘလူပဲတက်တာတာတို့ထောက်ခံမှာပဲလေတို့အားပေးမှာပဲအဲ့ဒါဘာထူးဆန်းလဲအဲ့ဒါအာနာရရခေါ်လာလားမင်းဟုတ်လားမင်းမေးဆိုင်ထဲမှာအဲ့ဒါအာနာရရခေါ်လာလားဟမ်ချောက်ဖိုရမ်တက်လာပုံစံအမျိုးမျိုးနဲ့မဟုတ်ဘယ်ဖိုရမ်တက်လဲလို့ဟမ်ရုရှားနဲ့တရုတ်ကိုချောင်းပေါက်မတက်သွားနေတဲ့ဟာကိုအဲ့ဒါအဲ့ဒါလားဟိုမှာဟိုအိမ်နာမွင့်မွဲတော်သွားတက်တဲ့ကောင်ပြို့ ဟမ်အဲ့ဒါမင်းတို့စိတ်ထဲမှာမင်းတို့ကောင်းဆောင်ဟိုပွတ်တက်တယ်ပေါ့လေငါစိတ်နေတော့ဟာရှင်မဟာရှင်မဖြစ်သွားခဲ့ပြီစောက်ကြည့်ကြပါဆိုတဲ့ပို့စီအနောက်ပိုင်းမှာဒါရောက်တက်လာတာနော်တဝယ်ရင်နဲ့စိတ်ကကိစ္စတွေနျူကလ িয়ার တပောင်းဖို့ကိစ္စတွေအချမ်းချမ်းတော့နေနျူကလ িয়ার တပောင်းဖို့ဘာဖြစ်သွားရလဲငါစိတ်ကြည့်တော့ဟာဒီကောင်တွေမပြောနဲ့တာပြောနဲ့တမငင်းဆက်ဆံရေးတွေကိုကြည့်ချင်အဖြစ်အာ တန်ခင်းထားတယ်ပေါ့ဩတန်တန်ခင်းတာရယ်တမန်တလင်းခင်းတာရယ်မတူဘူးပေါ့အဲ့အဲ့နှစ်ခုပြောတာသူပြောတာအဲ့ဒါချစ်ချင်းမင်းတို့ဘေးမှာချပြီးတော့တုံးတက်ကြည့်မယ်ဆိုရင်ပေါ့နောက်တစ်ချက်ကအခုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နော်အကင်းညူကကြီးညာတာကြားရတယ်ပေါ့ဘလို့စန့်ကျင်မလဲနော်အချမ်းဖက်တိုက်ဖြတ်တဲ့ပုံစံနဲ့မစန့်ကျင်ဘဲနဲ့နော်ရွေးကောက်ပွဲကိုသဘောမတူဘူးရွေးကောက်ပွဲလောက်တာကိုသဘောမချဘူး ဘောင်မဝင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဆိုလိုတာကအချက်မဖတ်တဲ့နည်းနဲ့ဆန့်ကျင်ဖို့နော်ထုတ်ပြောလာတာတွေ့ရတယ်ပေါ့အဒါကိုကြည်ချင်းအဖြစ်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာကင်းပြင်းနေမှာနော်အချက်ဖတ်တိုက်ဖြတ်မဲ့ပုံစံမျိုးကြီးကြီးကျယ်ကျယ်အဖြစ်တော့ဘူးလို့သုံးသပ်လို့ရတယ်ဒါဟာဘာကိုပြောသလဲပြနေတယ်လေဆိုလို့ရှိရင် ယခုလက်ရှိဘုံချုံမူကြီးဥမေအောင်လိုင်းယခုလက်ရှိเนาะကျွန်တော်ခံမှန်းခဲ့တဲ့ကပအာရှမြန်မာခင်ချင်းအိမ်မက်အရာသမရဖြစ်လိမ့်မယ်ဆိုတဲ့သမရရဲ့လက်ထဲမှာအာနာရှိမရှိဆိုတော့ကိုမြင်ရမှာဖြစ်ပါတယ်ရန်ကုန်မန္တလေးနေပြီးတော့เนาะအဖက်ဖက်ရှိတော့မျိုးစုံကနေတိုက်ပြီးတဲ့မှာပတ်ပြီးတော့ကြည့်လိုက်ချက်မြောက်ပါဟုတ်လားလက်ထဲမှာအာနာကပူပူပြီးရရှိလာကြောင်းမိဘပြည်သူဟုတ်လားပူပူရရှိလာတော့ပြပေးရင်ပြပြပြကဲဒါကတော့ကျွန်တော်နာမည်ပေးထားတဲ့ ူကတော့သူ့ကိုသူဆရာချစ်တယ်ကျွန်တော်ကဆရာချစ်နိုင်မလဲမလိုက်လို့ဆရာလက်ထစ်တို့ပေးထားတယ်เนาะဒါလက်ထစ်ကောင်လေးရဲ့ပြောရတဲ့ဇာတ်ပဲဖြစ်ပါတယ်အဲ့တော့မင်းတို့เนาะမင်းပြောရတယ်เนาะကိုစီကပြောတာเนาะလင်းနှစ်ကျော်ငါးနှစ်တည်းရောက်လာပြီအာနာသိမ့်နဲ့အာနာမရသေးဘူးအခုမင်းပြောရတဲ့ဇာတ်အာနာရတာဟလားတရုတ်နဲ့ရုရှားကဖိတ်တာရဲ့ထိုင်းကိုလာတာရဲ့အဲ့ဒါအဲ့ဒါမင်းတို့အာနာရတယ်ပြောတာအာနာရရင်ကွာမင်းတို့ပြောမယ်မင်းတို့အာနာအပြည့်ဝရရင်အပြည့်စုံထိန်းချုပ်နိုင်မှာနိုင်ငံတကာမှာမင်းတို့စန့်ကျင်တော်လှန်နေတဲ့ပြည်သူလောက်ကိုထားလိုက်အောင် လက်ရှိပြည်တွင်းထဲမှာပြည်တွင်းထဲမှာရွေးကောက်ပွဲတနင်္ဂနွေလုံးအနှံ့မင်းတို့ကျင်းပမယ်ဆိုရွေးကောက်ပွဲကျင်းပလို့ရတယ်တစ်ချက်နောက်တစ်ချက်ကကျွန်တော်စစ်သားပါကျွန်တော်ရဲပါယူနီဖောင်းကြော့အောင်ဝတ်အပွင့်အစီတက်ပြီးတော့ကြော့ကြော့လေးရက်ွက်ထဲတွားနိုင်တာတွားလို့ရတာဟမ်အေးအဲ့လားပဲနော်အခုမြို့နယ်ပေါင်း63မြို့စေုပ်ချုပ်ရေးကြီးညာထားတယ်ဟုတ်တယ်မလားအဲ့ဒါဘာဖြစ်လို့လဲအာနာမေရလို့လေအဲ့အဲ့နယ်တွေအကုန်လက်လွတ်ထားတော့လေမဟုတ်ဘူးလား အဲ့တော့မင်းတို့အာနာစသိမ်းတဲ့အချိန်မှာတီတူရှိမှာဘာမှမရှိဘူးလီတချောင်းပဲရှိတယ်မင်းတို့ရှိမှာကြီးရေလေးတတ်မတော်ကြီးဟမ်အမိုင်35လိုမျိုးနော်ဝိုင်တွဲလိုမျိုးဒရုန်းတွေနော်ပါရာမော်တာတွေပြီးလို့ရှိရင်ရေငုပ်တင်းမောတွေလေရင်တွေအာအများကြီးပဲတန်ချက်ကရင်တွေတပုံကြီးဆက်ရန်နေရအပြည့်စုံနော်စစ်တီအင်အား9သိန်းအခုတခါစစ်မှုထမ်းဦးတွေဆိုပြီးထက်ဆွဲတာတွေဘယ်လောက်ဖြစ်သွားပြီလဲ တ်စင်20ကျော်ပြီအင်အားတွေကြီးစမ်းဘတ်ဂျက်နိုင်ငံဘတ်ဂျက်အပြည့်ခြားလန်းစီဘလောက်ပုံလဲအပုံလိုက်ပုံဝင်းထားလို့ရတယ်အဲ့လောက်အင်အားရှိတဲ့အဖွဲ့ကြီးကလက်ပလာပဲရှိတဲ့ပြည်သူကိုအာဏာသိမ်းတာမဟုတ်ဘူးလားဆိုတော့တနစ်ပဲရထရဝါမယ်ဟာလေဘာမှလက်ပလာကြီးဟာကြီးကိုအခု9နှစ်ပြည့်သွားပြီမင်းတို့အာဏာရပြီလားအာဏာရပြီလားမင်းတို့အာဏာရရင်တို့မနေဘူးလေမင်းတို့လည်းသိတယ်ဟုတ်တယ်မလားအဲ့ဆိုကိုယ်စင်ကိုတိဟုတ်တယ်နော်အဲ့တော့ကိုယ်စင်ကိုတိ ဟုတ်တယ်မလားအဲ့တော့မင်းမင်းတို့အပေါ့မင်းတို့ထောက်ကခံနော်ဖြစ်နိုင်ရင်လေမင်းတို့ကမြောင်းမြန်မာပြည်ဆိုလှုပ်ပေးလိုက်ရင်တော့နေကြအမနော်ငါငါတို့ဒီတော့တောင်ပိုင်းသားတွေအနေနဲ့နော်ဟိုပြည်နယ်တစ်ခုတိုင်းတစ်ခုတော့ပဲရရင်တော့ပြီနောက်ဆုံးတော့နေကြနော်နေကြတော့မင်းတို့အမမြောင်းမြန်မာပြည်မှာအကုန်စုပြီးတော့အမဒိန်းတော်တို့စိုးမြတ်သူစားတို့ကမင်းတို့ဖျော်ဖြေအပ်ခံမယ်နေလားအမင်းအောင်လာရအောက်ထုတ်မယ်အာဘေးမှာကြော်ဆိုးတို့ကြော်မျိုးမင်းတို့ကသတင်းမီဒီယာတွေလောက်ကြမယ်ထားကြကွာအဲ့လိုငါပေးလိုက်ရှင်တယ်တကယ်အကောင်းပြောတာဟမ် လောက်တော့ဟိုအောက်တန်းချက်စုပ်ပက်ပြောင်းတက်နေတဲ့ကောင်းနေဒီနိုင်ငံကြီးလောကမှာရှုပ်ချက်ခံနေတာပဲဟမ်ဘာလီဘာလီပြောလို့ပြောမှန်းလည်းမသိဘူးဒီလက်ထက်ကောင်ဆိုလဲသူ့သူဆရာရှစ်ဆရာရှစ်ဆိုပြီးတော့ဘာဘာကိုဆရာရှစ်တာလဲဟမ်အဲစကွေးခေါ်တာနောက်ဆုံးမခေါ်ပါနဲ့ဟုတ်လားတတလုံးခေါ်မှာခွေးချင်းခွေးညံကြမ်းနေတတလုံးခေါ်မှာငါ့ကိုထုနေတယ်အခုမင်းတို့စစ်တပ်ကငါ့ကိုဖမ်းပြီးတော့ထုလဲခေါ်မှာပဲကနော်ဘာဖြစ်လို့လဲအခေါ်မကန်ချင်းခွေးချင်းခွေးညံမကြမ်းနဲ့လေစစ်သားပီတာအောင်ပြီလေ စစ်သားဆိုတာဘာလို့ကလဲပြည်သူဘက်ကကာဝယ်ရတယ်အသေးခံပြီးပြည်သူချစ်ရရက်တည်တာစစ်သားပြည်သူကိုဘာကိစ္စနဲ့မှအထီးမခံဘူးမင်းတို့ကြိုက်တဲ့ခေါင်းဆောင်တဲ့ပြည်သူတန်လျင်ငါတို့စစ်သားရဲ့အရှင်သခင်နော်အဲ့ဒါစစ်သားကောင်လက်ရှိမင်းတို့မြန်မာပြည်ရဲ့စစ်တပ်ကဘာလုပ်နေလဲဟမ်ရွာတွေကိုလေနဲ့ဘုံကျဲတယ်လက်နက်ကြီးနဲ့ထုတယ်မီးဝင်ရှို့တယ်အိမ်ကိုတော့ရိုက်ဖွင့်ပြီးတော့ရှိတဲ့ပစ္စည်းယူတယ်ကျက်တွေ ကျွဲတွေနွားတွေမွေးထားပြစ်တတ်ပြီးချက်စားတယ်မကုံရင်ကျန်တာပြစ်တတ်သွားတယ်ကဲလုံးနေအဲ့ဒါတွေကိုငါတို့ကစစ်ခွေးလို့မခေါ်လို့ဘယ်လိုခေါ်ရမလဲဟမ်ခေါ်တာငါတို့အပြစ်လားခေါ်တာအဲ့ဒါအဲ့လိုလုံးနေကောင်တွေကိုစစ်ခွေးလို့ခေါ်မိတာငါတို့အပြစ်လားဟမ်စဉ်းစားလေကွာဟမ်လက်ထက်သိလားမင်းတခါပြောတယ်မမှန်ဘူးတခါပြောမှန်ဘူးမင်းမတအားကြိုက်ရကြည့်လို့ငါပေးထားနိုင်မယ်ဟမ်နောက်ဆုံးငါငါ့ကိုပြောကန်နေသတိထားမင်းရောက်ကလက်ထက်ရောက်ပေါက်မယ်သိလားမင်းမင်းနောက်ကိုစီကိုပြောကန်ကြရင်အာယုံတော့မင်းကြည့်လိုက် ဟာငါယုတ်ကလက်ထစ်ယုတ်ကြီးပေါက်နေပါတော့ကွာဆရာချစ်ကနေကိုစီနာမည်ပေးထားဆရာလက်ထစ်ဖြစ်သွားပြီဆိုဟမ်ဟာလက်ထစ်ကောင်းကြီးဆိုကိုကိုတိလာတတိထားနော်အဲ့လောက်ပဲပြောချင်တယ်စောက်ကြီးစောက်ကြီးတွေမပြောနဲ့ငါလည်းအဲ့လိုစောက်ကြီးစောက်ကြီးပြောကြည့်လို့ရတာမဟုတ်ဘူး